ားလုံးပဲမိင်္ဂလာပါခင်ဗျာဒီကနေ့မှာဦးကောင်းလန်းချောင်းလို့ခေါ်တဲ့ညံလန်းချောင်းရဲ့တိမတ်ဖွယ်ရလေးများကိုမျှဝေတင်ဆက်ပေးပါမယ်နံပါတ်၁ကိုကြည့်ပါတင်းရဲ့လက္ခဏာမှာဦးကောင်းလန်းချောင်းဟာရှည်လျားနေမယ်ဆိုရင်တင်းရဲ့အတွေးအမြင်ဟာရှင်းလင်းပြတ်သားပါတယ်အကောင်းမြင်စိတ်ရှိပြီးတခြားသူတွေအတွက်လည်းတည့်တွင်စင်စါပေးတတ်ပါတယ်ဒါပေမဲ့တင်းဟာဒီလိုအတွေးအမြင်ရှင်းလင်းမှုအခါတရာမှာတစ်ကြိမ်တော့ဇွတ်တရွတ်နဲ့မိုက်မဲစွာလောက်ကန်တတ်ပါတယ်ပုံစံနှစ်ကိုကြည့်ပါ တကယ်၍တင်းရဲ့ဥကောင်းငန်းကအလေအလတ်သာရှိလျားနေမယ်ဆိုရင်တင်းဟာအနေထိုင်အပြောဆိုတည်ငြိမ်ပြီးအမြဲတက်ကြွရှင်လန်းနေသူဖြစ်တတ်ပါရဲ့ဒါပေမဲ့တစ်ကြိမ်တစ်ခါမှာတော့တင်းဟာဥကောင်းငန်းကြောင့်ရှည်လျားတဲ့သူထက်ပိုပြီးတော့စွမ်းဆောင်ရည်မြင့်မားနေတတ်ပါရဲ့ပုံစံသုံးခုကြည့်ပါအကယ်၍တင်းရဲ့ဥကောင်းလမ်းကြောင်းဟာတူတောင်းနေခဲ့မဲ့ဆိုရင်တင်းဟာစိတ်မြင်ပါတယ်ဇူတရုပ်လောက်တက်ပါတယ်ပတ်ဝန်းကျင်ကိုဂယူးဆမ်းမှုနည်းပါတယ်မိမိလောက်ရရဲ့အကျိုးပေးဖို့တိတ်ပြီးထဲမတွက်တတ်ပါဘူး ိမိလုံရအပေါ်စိတ်ပြည့်ခြင်းလည်းနေပါပါဒါပေမဲ့လက်တွေ့ကျတဲ့လုပ်ငန်းတွေမှာတော့အကျိုးအမြတ်ထွက်အောင်ဇွန်းဆောင်နိုင်ပြန်ပါတယ်ပုံစံလေးကိုကြည့်ပါတဲ့ဦးကောင်ငန်းကျောင်းဟာဖျောက်တန်းနေခဲ့မယ်ဆိုရင်သင်ဟာအရာရာဝေဖန်ခွဲခြားတတ်ပြီးဇုံဖြတ်ချက်ခိုင်မာတတ်ပါတယ်ပြီးတော့စိတ်ကူးမရင်တတ်ပဲလက်တွေ့ကျတဲ့စိတ်ရှိပါတယ်ဒီလိုလက္ခဏာမျိုးဟာတယူတန်အတွေးမြင်မျိုးရှိပြီးသင်ချစီးပွားရေးသိပ္ပံနဲ့ဤပညာနယ်ပယ်ဒီမှာကောင်းစွာကျွမ်းကျင်သူဖြစ်ပါတယ် ပုံစံ၅ခုကြည့်ပါတဲ့ဦးကောင်းကညွန့်နေခဲ့မဲ့ဆိုရင်သင်ဟာစိတ်သဘောထားပြည့်ပြည့်သူဖြစ်ပြီးကြိုးကြောင်းစင်ချင်ရန်ရှိပါတယ်တင်းမှာအထူးကျွမ်းကျင်တာကလူအများရဲ့ခံစားချက်ကိုနားလည်ပြီးအစဉ်ပြေအောင်ပေါင်းတင်တတ်သူဖြစ်ပါတယ်ဒီလမ်းကြောင်းမျိုးဟာလူမှုဆက်ဆံရေးလုပ်ငန်းစာပေလူမှုဆက်ဆံရေးသိပ္ပံစိတ်ပညာစတဲ့နယ်ပယ်တွေမှာအောင်မြင်နိုင်ပါတယ်မိမိရဲ့စွမ်းရည်ပါရမီကိုလည်းလူအများသိအောင်ပေါ်ထုတ်တတ်သူဖြစ်ပါတယ်ပုံစံ၆ခုကြည့်ပါ တင်းရဲ့ဥကောင်းငန်းကလောဝါဆောင်ဘက်တနင်းလာဂျူးခုံအထိတိုက်ရိုက်ညှုပ်ဆင်းနေခဲ့မယ်ဆိုရင်တင်ဟာစိတ်ကူးစိတ်တန်အလွန်ကောင်းဖြစ်ပါတယ်။အသည့်တီထွင်ဗန္ဒီညံပါရမီရှိပြီးအမှုပညာကိုဝါသနာကြီးသူဖြစ်ပါတယ်။ဒီလမ်းကြောင်းမျိုးဟာစိတ်ခံစားချက်ရဲ့လွမ်းမိုးခြင်းကိုခံရတဲ့အတွက်ကြောင့်ကြပြားဆရာပကြီးဆရာစာရေးဆရာလိုမျိုးစိတ်ကူးနဲ့လောက်ကန်ရတဲ့နယ်ပယ်မှာများစွာဖြစ်ထွန်းအောင်မြင်နိုင်ပါတယ်။ အမှန်တကယ်ပဲဒီလမ်းကြောင်းမျိုးဟာစိတ်ခံစားချက်ကူပဲဦးစားပေးတတ်တဲ့အတွက်ကြောင့်ဝေကြီးကိစ္စတွေစနစ်တကျဂင်တွေရမယ့်အနေအထားမျိုးတွေကိုလုံးဝမနစ်မြုပ်တတ်ပါဘူး။ငွေသုံးကျန်းတဲ့လူပဲပြောရမှာဖြစ်ပါတယ်။တင်းရဲ့ဦးကောင်းလမ်းကြောင်းကရောဘယ်လိုပုံစံမျိုးရှိနေမှာလဲ။တင်းရဲ့လက်ကိုပြန်ကြည့်လိုက်ပါ။နောက်ထပ်မျှဝေပေးမယ့်လက္ခဏာကတော့အသက်ရှည်ပြီးဘုံကံကြီးမဲ့အမှတ်သားပဲဖြစ်ပါတယ်။ပုံမှန်ပြရတဲ့လောက်အပြင်ကိုကြည့်လိုက်ပါ။ အသက်လမ်းလို့ခေါ်တဲ့အာယုလမ်းနဲ့အပြိုင်ရှည်လျားစွာရှိနေတဲ့လမ်းကြောင်းကိုအရန်အသက်လမ်းကြောင်းလို့ခေါ်ပါတယ်။ဒါကတော့ဘေးဥပတ်ဆိုရန်ဆိုအန်ဒီရဆိုဥပစ္စေတကကံတွေကိုမကြောက်စေတတ်ပါဘူး။အများကကြုံလို့ကြုံလာခဲ့ရင်တော့လွန်မြောက်ရတတ်ပါတယ်။အသက်ရှည်စွာနေရပြီးတော့အများကျိုးသေဖို့နိုင်မယ်။ဘုံကံကြီးမြင့်မယ်။ပင်မအသက်လမ်းကြောင်းကြီးပြတ်တောက်မေးမိပြီးတော့အဲ့နေရာဘေးကနေအရန်အသက်လမ်းကြောင်းကူပြီးတော့ရန်ထားမယ်ဆိုရင်ဈေးကူတရပြီးမှပြန်လဲကောင်းမွန်ရတတ်ပါတယ်။ အသက်ရှည်စွာနဲ့တက်တန်းစီနေထိုင်ရမယ့်အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့စနေတီယိုအကြောင်းပါ။ပုံမှန်ပြထားတဲ့စနေတီယိုကိုကြည့်လိုက်ပါ။စနေတီယိုဟာအောက်ခြေအသက်လမ်းကြောင်းကနေပူတွဲထွက်ပေါ်လာပြီးတော့အပေါ်ဘက်ရောက်ရင်အသက်လမ်းကြောင်းနဲ့ဝေးကွာသွားပါတယ်။ဒါကတော့ဒီလိုလက္ခဏာရှင်တွေဟာမိသားစုနဲ့ဝေးတဲ့အရက်ဒေသတွေမှာအလုံးလုံးကံရတတ်ပါတယ်။အသက်လမ်းကြောင်းနဲ့ပူတွဲထွက်နေတာကတော့အပြူကြီးလူပြူကြီးဘွားနဲ့ဖြစ်စေကိုယ့်ရဲ့မိဘစီရက်ဝေးကနေငွေကြေးအကူအညီပေးနေရတတ်ပါတယ်။ အဲဒီတော့ကြပြီလို့အိမ်ခွဲပြီးနေလဲမိဘသူမဟုတ်ရောက်ကမတွေကိုတဏီရရာကနေအကူအညီပေးနေရတတ်ပါတယ်။တဏီအဖြစ်ဆိုရမယ်ဆိုရင်အဝေးတဏီရာကနေမိမိရဲ့ကျေးဇူးရှိတဲ့မိဘတွေရောက်ကမတွေကိုကျေးဇူးဆက်ခွင့်ရတတ်ပါတယ်။နောက်ပြီးဒီလက်ဝါးပြင်မှာပဲလက်တကြွအောက်မှာငါးရုပ်ပုံသဏ္ဍာန်တစ်ခုပါနေပါသေးတယ်။ဒါကတော့သူဟာအသက်ကြီးလေကံကောင်းလေဖြစ်ပြီးအိုးစားတာကိုအထူးကောင်းမွန်တတ်ပါတယ်။နောက်တစ်ခုကတော့စွန့်စားတတ်တဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။ သူ့ရဲ့လက္ခဏာမှာအသက်လမ်းကြောင်းနဲ့ညာလမ်းကြောင်းကအတော်လေးဝေးကွာနေပါတယ်။ဒီလိုလူတွေဟာစွန့်စားရဲတဲ့သူတွေဖြစ်ပါတယ်။မလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့သူမျိုးတွေဖြစ်ပါတယ်။အခြေရေးမှဆိုလဲဘာမှမဆိုလုပ်ရဲတဲ့သူတွေဖြစ်ပါတယ်။ဇီဝရေးမှဆိုလဲစိတ်ကြံပေါက်တာနဲ့ချက်ချင်းထလှုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။လူတွေကတက်ကိုခြေဆယ်လမ်းလောက်တာနေတတ်သူတွေဖြစ်ပါတယ်။သူတို့ရဲ့ဘဝကအလေလက်ဘဝတွေကနည်းပါတယ်။တေးမြေကြီးရှင်ရွှေတီးတဲ့ဘဝမျိုးဖြစ်ပါတယ်။ အသက်လမ်းကြောင်းကတက်လာတဲ့အောင်မြေးလမ်းကြောင်းငယ်ကနှလုံးလမ်းကြောင်းနဲ့ပေါင်းတက်သွားပြီးတော့ကြာသာပြီးကျူခုံမှာအဆုံးတက်သွားတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်လက္ခဏာရှင်ဟာမိမိတက်ငွေကြေးဘဝအဆင့်တန်းသာလုံတဲ့သူနဲ့အိမ်တော်ကြမယ်။အိမ်တော်ဘက်ရဲ့အထောက်ပံ့ကြောင့်ဘဝတိုးတက်မဲ့သူဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာကတော့ကံလမ်းကြောင်းနဲ့ထိစပ်နေတဲ့ငွေငါးရုပ်အမလေးပဲဖြစ်ပါတယ်။ငါးရုပ်ကဝိုင်းဝိုင်းလေးဖြစ်တဲ့အတွက်ကြောင့်ငါအမလို့သတ်မှတ်ခြင်းဖြစ်ပါတယ်။ ကံလန်းအောက်ကြီးကနေထိဆက်အစားပြုထားပြီးတင်းလာဂျူးခုံပတ်ဝန်းကျင်နဲ့လည်းနီးကပ်နေတဲ့အတွက်ကြောင့်ဒီငါးရုပ်ဟာငွေရလွယ်တယ်ငွေသုံးလွယ်ပါတယ်ရသလိုသုံးတတ်သလိုသုံးဖို့လည်းရှားတတ်သူဖြစ်ပါတယ်လက်ထဲမှာလည်းငွေမပြတ်တတ်သလိုငွေလည်းမမြဲတတ်ပါဘူးဒီငါးရုပ်ဟာစန်းကျင်ဘက်လိန်ရဲ့အကူအညီကောင်းတွေကိုလည်းမကြာခဏရတတ်ပါတယ်မမငွေခင်တွေမှာလည်းပါရှိတတ်ပြီးပြည်စုံရမယ့်အမတ်သားတွေထဲကတစ်ခုအပါဝင်ဖြစ်ပါတယ် အကယ်၍အမျိုးသားတွေမှာပါလာခဲ့မယ်ဆိုရင်လည်းငွေကန်အတူကောင်းတက်ပါတယ်။နောက်တစ်ခုကလည်းငားရုပ်ပဲဖြစ်ပါတယ်။ဒီငားရုပ်ကတော့တနင်္ဂနွေဂျိုခုံအောက်မှာတည်ရှိနေပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။တနင်္ဂနွေဂျိုခုံအောက်မှာငားရုပ်နှစ်ခုရှိနေပါတယ်။တနည်းအားဖြင့်တနင်္ဂနွေဂျိုခုံအောက်မှာငားရုပ်နှစ်ခုတက်နေခြင်းပဲဖြစ်ပါတယ်။တနင်္ဂနွေဂျိုခုံအောက်မှာဒီလိုငားရုပ်နှစ်ထပ်ပါရှိခဲ့မယ်ဆိုရင်ချမ်းသာကြွယ်ဝတက်ပါတယ်။လက်ရှိမှာလည်းလက်ပိုင်ရှင်ကချမ်းသာကြွယ်ဝသူတူဖြစ်ပါတယ်။ ဒါအပြင်လက်ကလေးအောက်စနီကျုံခုံမှာလည်းတဲ့မတ်နေတဲ့ဂျာဖူးတစ်ခုရှိပါတယ်ဒီဂျာဖူးကတော့သာသနာပြုရတတ်ပါတယ်အဆောက်အအုံကောင်းတွေလည်းရှိတတ်ပါတယ်ဒီဂျာဖူးဟာခြေလေးကျောင်းသားတွေစားမိရင်ပြဿနာတွေအလိုလိုဖြစ်ရတတ်ပါတယ်အထူးသဖြင့်အမဲသားဖြစ်ပါတယ်ဒီဂျာဖူးဟာကံပြာပညာရတဲ့ကိုလည်းဝါသနာပါတတ်သူဖြစ်ပါတယ်နမိတ်များကိုလည်းကျူတိကျူအိမ်မက်မှန်နေတတ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဈေးရောင်ဈေးဝယ်ထူးချွန်တဲ့လက္ခဏာပဲဖြစ်ပါတယ် ပုံမှန်ပြထားသလိုမျိုးအသက်လမ်းကြောင်းရဲ့အစမှာခရင်ကွပုံသဏ္ဍာန်အစတစဟာအတွင်းထဲကိုဆင်းသွားမယ်ဆိုရင်သူသူဟာစိတ်နေစိတ်ထားအဖြစ်စိတ်ပြောင်းလဲမြန်တတ်သူဖြစ်ပါတယ်စိတ်ကောက်တတ်ပါတယ်လူကဘာပေါ်လက်ပတ်မှုတွေပြုလုပ်နေတတ်ပါတယ်အလောက်ကန်အဖြစ်လဲဈေးရောင်းဈေးဝယ်တွေမှာထူးချွန်တတ်ပါတယ်ဒီလိုလူမျိုးတွေဟာသစ္စာသမာဓိရှိတဲ့အလောက်မျိုးမဟုတ်ဘဲနဲ့သူတို့ဟာမျက်ခုံးမွေးပေါ်ဈင်းကြံရှောက်ပြီးလောက်ကန်စားတော့နေတတ်သူလည်းဖြစ်တတ်ပါတယ် ပုံမှန်ပြထားတဲ့လက္ခဏာမှာညံလန်းချောင်းဟာကြာသပြီးဂျူခုံကနေအစပြုတ်နေပြီးတွီးကန်နဲ့ထိဆက်နေပါတယ်။အသက်လန်းနဲ့လည်းကွာဟနေပါတယ်။ဒီလိုလက္ခဏာမျိုးပါလာခဲ့မဲ့ဆိုရင်လက္ခဏာရှင်ဟာညံရင်ညံသွေးကောင်းမှုပြီးလူကင်းပါတတ်ပါတယ်။မိမိရဲ့စီဝါရေးလုပ်ငန်းတွေကိုလည်းအချိန်ဆမိမိလှုပ်ဆောင်နိုင်ပါတယ်။အဘိမဲ့ထူသူဟာလက်တလောဒေါသကြီးတက်ပြီးမာနလည်းကြီးတက်ပါတယ်။အဲ့ဒီလက္ခဏာမှာပဲနှလုံးလန်းနဲ့ညံလန်းကြားမှာတူးကြံလေးတည်ရှိနေပါတယ်။ ညံလန်းကလည်းအဖျားမှာကော့တက်နေတဲ့လမ်းကလေးရှိနေပါတယ်။ဒါဆိုရင်လက္ခဏာရှင်ဟာမိမိရဲ့လုပ်ငန်းသစ်တွေကနေ ကိုပိုင်အိုးအိမ်တွေကိုပိုင်ဆိုင်ရရှိတတ်ပါတယ်။မိမိရဲ့လုပ်ငန်းတွေကိုလည်းတိုးချဲ့ပြီးအောင်မြင်တတ်ပါတယ်။နောက်ပြီးစိတ်ခံစားချက်အတေးမှလည်းကြီးတတ်ပါသေးတယ်။နောက်တစ်ခုကတော့စနေဂျူခုံနဲ့ကြာသပတေးဂျူခုံကြားမှာတည်ရှိနေတဲ့ကြာဘူးမှတ်သားပဲဖြစ်ပါတယ်။ဒီကြာဘူးဟာစနေနဲ့ကြာသပတေးဂျူခုံကြားမှာတည်ရှိနေတဲ့အတွက်ကြောင့်သူသူဟာ မိသားစုကြားမှာအနစ်နာခံရတတ်ပါတယ်။သူတစ်ပါးပေါ်ကလည်းအေးများတဲ့အရေးတွေပေးစွမ်းနိုင်စွမ်းရှိပါတယ်။ဒီကံသို့မဟုတ်ငွေကြေးကံတွေလည်းကောင်းတတ်ပါတယ်။အကူအညီဆောက်ရှောက်ကောင်းတွေကိုလည်းရရှိတတ်ပါတယ်။နောက်တစ်ခုကတော့အသက်လမ်းကြောင်းပေါ်ကစံချီမြင့်လမ်းကြောင်းတူလေးတွေပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးစံချီမြင့်လမ်းကြောင်းတူလေးတွေဟာအသက်လမ်းကြောင်းနဲ့နီးကပ်စွာဖြစ်ပေါ်နေမယ်ဆိုရင်ထိုသူဟာအာနေပြီးမောပန်းတဲ့ဝေဒနာတွေကိုခံစားရရှိပါလိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့တောက်ကြကျူခုံကစတင်ထွက်လာတဲ့ငကားငွေလမ်းပဲဖြစ်ပါတယ်။တောက်ကြကျူခုံကနေစတင်ထွက်ပေါ်လာပြီးရှည်လျားကောက်ကွေ့တဲ့ငကားငွေလမ်းဟာအသက်လမ်းကြောင်းကိုဖြတ်ကျော်နေမှဆိုရင်ဒူဒူဟာကာမရာဂစိတ်များတတ်သူဖြစ်ပါတယ်။တခါတည်းမှာလဲဒူဒူဟာအဲ့ဒီကာမရာဂကိစ္စတွေကြောင့်ပဲအသက်သေဆုံးရတတ်ပါတယ်။ဒီကနေ့လက္ခဏာပူပူတလေးကတော့ရပါမယ်။အားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ။